တော်ရှင်သူမြတ်ဖေဟာဖျားတပြည့်တော်တို့အားမိโกများမင်းမြန်ခွင့်ပြုတော်မူပါယံခြေတော်ဥခ၍ရူသေးလေးမြတ်စွာလျှောက်ထားအပ်ပါသည်ဖေဟာရှင်ဖေဟာမိโกမိခွင့်ပြုတော်မူပါဖေဟာမိโกရှင်ရဲ့မိโกကတော့မိသားစုဝင်တဦးဟာတီလာယူတယ်ဆိုတာတီလာမရှိမှယူတယ်လို့ခံယူထားပုံရပါတယ်ဖေဟာ သူကတိလရှိတယ်ယူစရာမလိုဘူးဆိုတဲ့ပုံစံပြောပါတယ်ဗျာအတိရင်းနဲ့စကားပြောတဲ့အခါမှာလည်းဒီနေ့တိလယူတယ်ပြောရင် နေတော့ကတိလမရှိဘူးလားတိလယူတယ် ဆိုပြီးတော့ပြောပါတယ်တပည့်တော်ကဒါဆိုရင်တန်ခါတွေမနေ့တိုင်းဖျားရှိတန်ခါတွေမနေ့တိုင်းဖျားရှိကိုရင်တိလဆယ်ဘာတိလယူကြတာမရှိလို့ယူကြတာလားလို့ကိုကိုကိုတိလမပြစ်ဘူးလို့အမခံနိုင်လို့မေးလိုက်ပါတယ်ဗျာ တိလာယူခြင်းအကြောင်းလေးရှင်းပြပေးပါဗျာတိလာယူတယ်เนาะလူမာကတိလာကဘုန်းကြီးစီမှာယူလဲရတယ်ကိုယ့်ဟာကိုယ်စိတ်ထဲကစောက်တည်လဲရတယ်အဲ့တော့တိလာကနှမျိုးရှိတယ်အဲစေတနာတိလာနဲ့ဝိရတိတိလာစေတနာတိလာဆိုတာကစောက်တည်တာเนาะကိုယ့်ဟာကိုယ်စောက်တည်လိုက်တယ်စေတနာတိလာဖြစ်သွားတယ် ဆယ်တော်ဒီစီမှာခံယူဆောက်တည်တယ်စေတနာသီလဖြစ်သွားတယ်ဝိရတိသီလဆိုတာကလုံကျူးစရာကြုံလာတယ်လိန်ပြောစရာကြုံတယ်မလိန်ဘဲနဲ့ခြောင်လိုက်တယ်တပ်ဖို့ကြုံတယ်မတပ်ဘဲနဲ့ခြောင်တယ်အဲ့လိုဆိုရင်ဝိရတိသီလခေါ်တယ်သီလနှမျိုးရှိတယ်အဲ့တော့သီလမယူကိုယ့်ဟာကိုယ်ပဲနေတယ်ပေါ့နော်အဲဒါပေမဲ့သူများတက်ကိုမတပ်ဘဲခြောင်ကျင်တယ်ဆိုတော့သူမှာဝိရတိသီလတစ်ခုပဲဖြစ်တယ်ဘုန်းကြီးစီမှာဆောက်ကြည့်လိုက်တဲ့ပုဂ္ဂိုလ်ကျတော့စေတနာသီလလည်းဖြစ်သွားတယ် နော်အဲဒါကြောင့်စောက်တည်တဲ့ပုဂ္ဂိုလ်ကစေတနာသီလပါဠိလိုပြောမှန်းဆိုရင်တမာဒါနစေတနာလို့ခေါ်တယ်နော်တမာဒါနစေတနာကုသိုလ်ရနေတယ်အဲဒါကြောင့်သီလပြတ်မှသီလစောက်တည်ရတာမဟုတ်ပါဘူးမပြတ်ရင်လည်းစောက်တည်လို့ရပါတယ်ဘာကုသိုလ်ရလဲမင်းတမာဒါနစေတနာကုသိုလ်ရပါတယ်လို့နော်ဆက်ဆက်မေးခေါ်ပါဗျာအရှင်ဘုရားတခါပြောဘူးတာနားထောင်ဖို့လို့ပါဆယ်ဘသီလယူရင် အချိန်ပိုင်းကိုနိုင်တလောက်ပဲယူလို့ရတယ်လို့မှတ်မှတ်ဖူးပါတယ်ဗျာညဘက်ဖျားရှိကိုရင်ဆယ်ဘွားတီလာကိုဖျားရှိကိုချိန်9နိုင်မှစပြီးပြီးတဲ့ချိန်ထိယူချင်ပါတယ်ဗျာမေရတ်တော့9ဘွားတီလာပဲယူပြီးရှိကိုဖြစ်ပါတယ်ဗျာပထမ်းပူဇော်နေနေစဉ်မှာတတိကရပါတယ်ဗျာအဲ့တော့တသက်လုံးစာအတွက်ညပိုင်းဖျားရှိကိုချိန်မှပြီးတဲ့ချိန်ထိ ဆယ်ဘာတီလာယူခံယူလိုပါတယ်ဗျာခံယူထားရင်ရောရပါသလားဗျာဒတိယချိန်တိုင်းလဲဖျားရှိကိုတိုင်းဆယ်ဘာတီလာယူပါတယ်လို့နှုတ်သွင်းနေရပါသလားဗျာအချိန်ပိုင်းစောက်တည်တဲ့တီလာကိုကာလပရိယန္တတီလာလို့ခေါ်တယ်နော်မြန်မာလိုဖတ်ကျင်နေဆိုရင်အဲဒီပိတကမေကွန်းဆရာတော်ကြီးရဲ့မဟာဗုဒ္ဓဝင်ကျမ်းထဲမှာပါပါတယ်နော်ဆရာတော်ကြီးကလည်းကိုယ်သဘောနဲ့ကိုရေးတာမဟုတ်ပါဘူးနော်ပိတကထဲကထုတ်ပြီးရေးထားတာဖြစ်ပါတယ် တော့ကာလပရိယန္တသီလဆိုတာအချိန်ကန့်သတ်ချက်ပိုင်းသားချက်ပြီးယူတာတချို့ကထင်တာကတရလုံးစောက်တီမှကာလပရိယန္တထင်တာမဟုတ်ဘူးထက်ကရထဲမှာပါတယ်ကျောင်းကိုခဏရောက်တယ်ရောက်တဲ့ခဏလေးမှစောက်တီတယ်အိမ်ပြန်ရောက်ရင်မထိမဆောင်တော့ဘူးဒါလည်းကာလပရိယန္တသီလပဲကျောင်းကိုလာတော့ခဏပဲထိန်းတာနော်ကျောင်းမှာလာတော့ခဏထိန်းတယ်အိမ်ပြန်ရင်မထိန်းတော့ဘူးဒါလည်းကာလပရိယန္တသီလပဲလို့စာထဲမှာပြောတယ်ဒါကြောင့် အိမ်မှာနေတဲ့အခါမှာအိယာဝန်ခါနေစောက်တည်တယ်ဒါလည်းကာလပရိယနာတိလာအဲ့တော့အချင်းသူ့တတ်မှတ်ထားတဲ့အချင်းကုံသွားရင်တော့တိလာပြန်ပြဲသွားတာပေါ့เนาะအဲ့တော့နေစဉ်နိုင်စဉ်တော့ပြန်စောက်တည်ဖို့တော့လိုတယ်ညသက်ပံတခါတည်းစောက်ထားလို့တော့မရဘူးเนาะအဲ့တော့ तू ကဥပမာညကိုနာရရင်စောက်တည်တယ်နောက်နေ့မနေ့မိုးလင်းတဲ့အထိဆိုရင်မနေ့မိုးလင်းတာနဲ့ तू ကသူအလိုလိုတိလာပြဲသွားတယ်ပေါ့အဲ့တော့နောက်နေ့ညဆိုရင်တခါပြန်စောက်တည်ဖို့လိုအပ်တယ်เนาะအဲ့တော့ကာလပရိယနာသဘောတရားကတော့အမြဲတမ်းထက်ကထက်ကစောက်တည်နေဖို့တော့လိုရတယ်တခါနေ့နဲ့တော့မပြီးသွားဘူးเนาะ ရှင်များမေကွန်မေးရှောက်ခွင့်ပြုပါရှင်များကပိယံလှုပ်တဲ့အသီးရွက်တွေကို ရှင်းပြပေးတော်မူပါဗျာအနည်းချုပ်ကတော့အပင်ပေါက်တဲ့ဥစ္စာလို့မှတ်လိုက်ရတယ်เนาะအဲ့တော့အစာပြေထဲမှာတော့၅မျိုးပြောတယ်အမြင့်ပေါ့เนาะတချို့အမြင့်တွေကအပင်ပေါက်တယ်ဆိုတော့ဂျင်းတို့ဟာမျိုးတွေเนาะဂျင်းတို့နနွင်းဥတို့ဆိုเนาะအပင်ပြန်ပေါက်တာပဲလေအ တော့ဂျင်းနေပါတယ်ဆိုရင်ယဟန်ဒီဖုံးခြင်းနဲ့ဆိုရင်ဒီတိုင်းဖုံးလို့မရအောင်ကပီယံကရောဟီကပီယံဘန်ဒီလုတ်ပြီးမှဂျင်းကိုဖုံးခွင့်ရှိမယ်အပင်ဆိုင်ပြန်ပေါက်တာကိုဂျင်းရဒါအမြင့်ပေါ့နော်ဒါကြောင့်ပင်စီအယိုးအခက်ဒီအကိုင်းတွေကနေပေါက်တာဘာတွေရှိမလဲတို့ပူစီနန်တို့ကစုံရလည်းပေါက်တာနော်ကစုံရလည်းပင်စီရထွက်တာပဲပေါ့နော်အဲ့ဒါမျိုးတွေဆိုရင်လည်းဒါဦးဇင်းတို့အယိုးကပင်စီကထွက်တဲ့ဥစ္စာပေါ့ဒါဆိုရင်တော့အညွန့်ကထွက်တာရှိတယ်နော်အဲ့ဒါနဲ့လည်းဘယ်လိုမျိုးလဲခေါ်မလဲ အညုံကထွက်တာလည်းရှိတယ်အယိုးမပွင့်တဲ့အညုံကကိုထွက်တာမျိုးအဲဆိုရင်လည်းကပြန်ကရောဟိလှုပ်ဖို့လိုတယ်အစေ့ကထွက်တာတော့များပါတယ်နော်များသွားပြန်အပင်ပေါက်တဲ့အစေ့တွေများတယ်အဲ့တော့အဲ့ဒီအစေ့ပါတဲ့အသီးတွေဖုံးမဲ့ဆိုရင်လည်းကပြန်ကရောဟိလှုပ်ရတယ်တချို့အစေ့တော့ပါတယ်ဒါပေမဲ့အပင်မပေါက်နိုင်ဘူးဆိုရင်တော့မလိုဘူးလေတချို့အစေ့တွေကနုတယ်ပေါ့နော်တချို့သွားသီးတို့စရာတွေပါတယ်ပါတယ်နုတယ်အပင်မပေါက်နိုင်ဘူးအဲ့ဒါဆိုရင်ကပြန်ကရောဟိလှုပ်စရာမလိုဘူးအစေ့အရင်မှတချို့ရင်းတော့ရင်းတယ်ဒါပေမဲ့ဆေးတွေပါတယ်ထိုးထားရင်ပေါက်ပြန်အောင် တချို့ကအပြင်မပေါက်အောင်နော်တချို့စပြေးသီးတွေပါတယ်ဆိုရင်လေအပြင်မဆိုင်လို့မပေါက်ဘူးသူကဆေးတွေပါပါတော့လေဆိုတော့အဲဆိုအပြင်ပြန်မပေါက်နိုင်တဲ့အစိတ်ဆိုလို့ရှိရင်ဦးဇင်းတို့ကပြန်ကိုလုံးစီရမလိုဘူးပေါ့အဲ့တော့ဆိုလိုတာကအပြင်ပေါက်နိုင်တဲ့အစိတ်အညွန့်နော်အမြင့်ပင်စည်အဲ့လိုမျိုးနော်အစိတ်ဆိုတာရှိသေးတယ်ဝါးတွေပါတယ်ဆိုရင်အစိတ်ကထွက်တာလေနော်အဲ့လိုအစိတ်ကထွက်နိုင်တဲ့အပြင်မျိုးဆိုလို့ရှိရင်လည်းကပြန်ကိုဟိလုံးရတယ်နော်ကပြန်ကိုလုံးပြီးမှဖုံးလာမှာပေါ့အဲ့လိုမျိုးရှင်မြန်ဆက်ဆက်မေးကုန်ပါဗျာ ကပြန်ဂရော်တီကိုဘာကြောင့်ဖះလှုပ်ဖို့ညွှန်ကြားခဲ့ရလဲဗျာကပြန်ဂရော်ကြီးလှုပ်ခင်းပြုခဲ့တဲ့ဇလန်းကတော့ဘာလဲဆိုတော့ရှေ့တုန်းကအဲအခုခေတ်လို့ဆွန်းလောင်းအသင်းတွေရှိတယ်ဆွန်းလောင်းအသင်းတွေကအဲ့မှာယဟန်တော်တွေကိုသူတို့တရတိကတ်လို့တယ်တရတိခွဲစိတ်ဖို့အချိန်မမီလိုက်ဘူးသူတို့ကလေတရတိခွဲစိတ်ဖို့အချိန်မမီလိုက်တော့မစ္စဝဘုရားကိုအလုံးလိုက်ကတ်လိုက်ကြတယ်အတန်ငါတော်တွေကိုဆုံးအလုံးလိုက်အလုံးလိုက်လောင်းတာပေါ့နော်ရန်တော်တွေက တန်တရားရှိတယ်ဘာလို့မြတ်စွာဘုရားကဝိနည်းတစ်ခုဟောထားတာကယဟန်တော်များသည်တပင်ကိုမဖြည့်ဆည်းရဘူးဟောထားတာရှိတယ်အဲ့တော့အပင်ကိုဖြည့်ဆည်းလို့ရှိရင်ပါစိအဘယ်တင်တယ်မျိုးစေ့ကိုဖြည့်ဆည်းလို့ရှိရင်ဒုက္ကအဘယ်တင်တယ်အပင်လည်းမဖြည့်ဆည်းရဘူးမျိုးစေ့လည်းမဖြည့်ဆည်းရဘူးအဲ့ဒါယဟန်ကြောင့်ယဟန်နေတပင်မခေါ်ပါဘူးဆိုတာအဲ့ဒါပြောတာလေတပင်ခေါ်ရင်ပါစိမျိုးစေ့တွေကိုဖြည့်ဆည်းလို့ရှိရင်ဒုက္ကအဘယ်တော့မတူဘူးပေါ့ဆိုတော့အဲ့တော့ယဟန်တွေကတည်တိစားမှာကိုကိုစားဖြစ်တယ်ဟာဒကာဒကာမတွေကတည်တိအလုံးလိုက်လောင်းလိုက်ကြတယ်အလုံးလိုက်စားမှာကိုတန်တရားဖြစ်တော့ အဲ့ဒါမစားကြအောင်ရဟန်းတရားမစားကြတော့မြတ်စွာဘုရားတည်သွားတော့မြတ်စွာဘုရားကအဲ့လိုဆိုလို့ရှိရင်ကပိယံဂရောကြီးလှုပ်ပြီးစားလို့ရတယ်ဆိုပြီးတော့ဘုရားခွင့်ပြလိုက်တာဒါဝိနည်းပရိယတ်တစ်ခုပေါ့နော်တချို့ကပြောတယ်ကပိယံဂရောကြီးလှုပ်လိုက်ပြီဆိုရင်ဒီမျိုးစေ့တွေကအပြင်မပေါက်တော့ဘူးဆိုတာဒါကတော့မဆိုင်ပါဘူးပေါက်ချင်လဲပေါက်မယ်ပေါက်ချင်လဲမပေါက်ဘူးမပေါက်အောင်လုပ်တာတော့မဟုတ်ဘူးဒါဝိနည်းပရိယတ်တစ်ခုလို့ခေါ်တယ်နော်ဝိနည်းရဲ့ပရိယတ်ဒေသနာတစ်ခုပဲအဲ့တော့မြတ်စွာဘုရားကအဲ့တော့ဒီမီးတို့ဘာတို့နဲ့ကပိယံဂရောကြီးလှုပ်ပြီးမှဖုံးရင်တော့အပြင်းမဖြစ်ပါဘူးဆိုရင်တော့ဘုရားက ယဟန်ကလေးကိုစားချင်အောင်စားလို့ရအောင်ဝိနည်းပရိယံနဲ့ခွင့်ပြုခဲ့တဲ့သဘောနော်အဲကြောင့်တချို့တန်ဃာတွေဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်တန်ဃာတော်တွေဟိုတဲ့အသီးအလုံးလိုက်ကက်လို့ရပါမလားမေးကြတယ်ရပါတယ်နော်ခုနကတရေတိတော်မှာဆောင်းလောင်းအပင်တွေကတန်ဃာတော်မျိုးအလုံးလိုက်ကက်လိုက်တာရပါတယ်ဒီခုတော့ရှိတာပေါ့ကပီယန်ဂရိုက်တော့လောက်ရမှာပေါ့နော်